ကျွန်တော်မြန်မာနိုင်ငံရဲ့ peace အကြောင်းကိုဟိုစကားပြောဖို့ပေါ့ဗျာအာကျွန်တော်ပြောပြီးသားအဲ့ဒီလိုကျွန်တော်စကားပြောဖို့ကျွန်တော်ဖိတ်ခေါ်ထားပြီးသားလည်းဖြစ်တယ်အဲဒီနေ့တော့ကျွန်တော်နည်းနည်းလေးပေါ့လေဟိုဘေကုံနဲ့တက်တာအောင်အားလုံးလည်းမြင်အောင်ကျွန်တော်အတက်နိုင်ဆုံးတော့ကျွန်တော်အတူချုံပြောချင်တယ်ကျွန်တော်ကိုရှယ်လေးပါ အာကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေမှာတိုင်းပြည်တပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုပထမဆုံးကျွန်တော်ပြောချင်တယ်။တိုင်းပြည်တပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ GDP ယူပေါက်ရင်ဖွံ့ဖြိုးတိုးတက်မှုထိခိုက်တယ်။ GDP ဟာနိုင်ငံသူနိုင်ငံသားအားလုံးရဲ့ခွန်အားတွေ human resource တွေနိုင်ငံတွင်းကထွက်တဲ့တယံစာတတွေ တူးဖော်မှုတွေရောင်းချမှုတွေကုံတွယ်မှုတွေဓာတ်တွေအားလုံးကို GDP ထဲမှာထည့်ထွက်ကြတာပေါ့ဗျာဆိုတော့ကျွန်တော်အခုပေးခြင်းတဲ့ message ကမြန်မာနိုင်ငံဟာဘာကြောင့်ဆင်းရဲသလဲဆိုတဲ့ပထမဆုံး message ကိုတူတူတတုတ်ပြောခြင်းတယ် GDP ယိုပေါက်လို့ဆင်းရဲတာ GDP ကဘလို့ယိုပေါက်တယ်လဲဆိုတဲ့အခြေအနေကို ကျွန်တော်တိုင်းသူပြည်သားတွေအားလုံးသိအောင်ပြောရရင်တော့ဒီငင်းငင်း foreign နဲ့ဆက်ဆက်သွားလိမ့်မယ်ပထမဆုံး GDP ယိုပေါက်တယ်ဆိုတာတိုင်းပြည်မှာရှိနေတဲ့လူတွေရဲ့လောက်ကင်ဆောင်ရွက်မှုအားထုတ်နိုင်မှုတည်ငြိမ်စွာအလုံးလုံးနိုင်မှုပညာသင်နိုင်မှုကျန်းမာရေးဆိုင်ရာကုသနိုင်မှုလမ်းပန်းဆက်သွယ်ရေးကုန်သွယ်ရေးအဒါတီဟာပထမဆုံးယိုပေါက်တဲ့အချက်ကတော့ပြည်တွင်းစစ်ဖြစ်ပါတယ် ပြည်တွင်းစစ်ဖြစ်ရင်ဓာတ်တွေယူပေါက်သွားတယ်ဓာတ်တွေမလုံနိုင်တဲ့အတွက်ယူပေါက်သွားတယ်ဒါ GDP ယူပေါက်တာပါနော်ဒါတစ်ချက်ပါနှစ်ချက်နောက်တစ်ခု GDP ယူပေါက်တာကဘာလဲလို့မေးရင်တဘာဝ BND ရပါတိုင်းပြည်ကြီးကတိဆောက်ထားတယ်နော်လမ်းမဆက်သွေးကြီးတွေလည်းကောင်းတယ်နော်ချောင်းချောင်းအင်းအိုင်တရားတွေအကုန်လုံးကောင်းနေပြီမဲ့ ငလျင်တွေဖြစ်မယ်ပုံတိုင်းတွေကျပြီးတော့အဲ့ဒီအပျက်စီးတွေနဲ့ကြုံလာရရင်လေအဲ့ဒီတိုင်းပြည်ဟာ GDP ယိုပေါက်တယ်အဲ့ဒီအပျက်စီးတွေကိုပြန်လဲဖားထေးရတာမို့လို့ပါနော်ဆိုတော့ကျွန်တော်ပေးချင်တဲ့အကြောင်းအရာတွေကနှစ်ချက်ပါသွားပြီဒါဆိုရင်တတိယအချက် GDP ယိုပေါက်တာကအဂရိလိုက်စားမှုပါအဂရိလိုက်စားမှုဆိုတာဟာ အရန်ကြောက်ဖို့ကောင်းပါတယ်လူလူချင်းကိုအာနာနဲ့ကြုံပြူတာလူလူချင်းကိုယာဒူးနဲ့ကြုံပြူတာလူလူချင်းကို အခွင့်ရေးအတာစီရသူကမတရားပြုကျင့်တာအဲ့ဒါအာဂရိလိုက်စားတာအဲ့ဒီလိုအာဂရိလိုက်စားရင်လေလူတွေမှာရှိနေတဲ့ကိစ္စလေးအတက်မြင့်လောက်ကို ပေါ့စိန်လောက်တန်ဖိုးရှိတဲ့အရာတွေပေးပြီးတော့မှဒီပြဿနာတွေကိုဖြေရှင်းရပြီးပေးလိုက်ရတဲ့ပေါ့စိန်ဟာခုနအာနာရှိသူယာဒူးရှိသူအခြေအနေကောင်းနေသူတွေရဲ့အိတ်တွေတဲကိုရောက်သွားပြီးတော့နိုင်ငံသူနိုင်ငံသားတွေမခံစားရတော့တဲ့အခြေအနေမျိုးကိုပြောတာနောက်ဆုံးတစ်ချက်ကတော့ မှန်ကန်တဲ့အောက်ခွန်နိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားများမရရှိတာမှန်ကန်တဲ့အောက်ခွန်ဆိုတာဘာလဲဆိုဗမာနိုင်ငံမှာအချို့သောနိုင်ငံတွေမှာအောက်ခွန်ဦးစီးဌာနကတကားပေါက်ဆောက်လောက်ရှိတဲ့လူတောင်မှ အရန်ချမ်းသာနေတယ်ဆိုရင်ဒါမှားနေပြီအောက်ခွန်ဌာနကချမ်းသာစရာကိုမလိုဘူး တိုင်းပြည်ကိုချမ်းသာအောင်လုပ်ပေးရမှာလူတွေပေးတဲ့အခွင့်အရေးကိုနိုင်ငံတော်ဗန္ဒာတဲကိုရောက်အောင်လုပ်ပေးရမှာနိုင်ငံတော်ဗန္ဒာတဲကိုဒီငွေတွေရောက်မှတိုင်းသူပြည်သားတွေခုနကျွန်တော်ပြောတဲ့တဘာဝ BNDA တွေပြည်တွင်းစစ်တွေအဲ့လိုခံစားနေရတဲ့နေရာတွေမှာပြန်လဲကုသပြီးတော့မှဖေးမှထူထောင်ရမှာဒါကြောင့် မြန်မာနိုင်ငံဟာ GDP အရန်ယိုပေါက်သွားပြီးပိတ်လို့လည်းမရတော့ဘူးတလဟောယိုကျနေတဲ့တိုင်းပြည်ဖြစ်တယ်မြန်မာနိုင်ငံမှာတက်လာတဲ့အစိုးရတွေသာချမ်းသာပြီးတော့အဲ့ဒီအစိုးရတွေအုပ်ချုပ်ခဲ့တဲ့ပြည်သူတွေမွဲသွားတာဟာ GDP ယိုပေါက်တာဖြစ်တယ်ဒါကျွန်တော်အမှန်ပြောတာအဲ့ဒီမှာခင်ဗျားတို့ပြောနေတဲ့ခြားစားမှုတွေလက်ဖက်ရည်ကြီးတွေဂါရတာတွေဘဏ္ဍပုံးပေးရတာတွေအဲ့ဒါတွေအားလုံးဟာတိုင်းပြည်အတွက် GDP ယိုပေါက်တာเนาะပါမစ်တွေပါမဲ့တွေပါမစ်အဆင့်အဆင့်တွေဒါဒီအားလုံးက GDP ယိုပေါက်တာဒါဆိုရင် GDP ယိုပေါက်ရခြင်းအကြောင်းရင်းရဲ့ပထမအဆင့်ကတော့ပြည်တွင်းစစ်ဖြစ်ပါတယ်ပြည်တွင်းစစ်ဖြစ်လိုက်ပြီဆိုတာ ਨੇ ခုနကလူမှုပဝန်းကျင်တွေလူနေထိုင်မှုစနစ်တွေကုတန်းရောင်းဝယ်မှုပုံစံတွေပြီးတဲ့အခါကျတော့လူလူချင်းတံပိုးထားမှုတွေ ျမ်းမာရေးတွေပညာရေးတွေအကုန်ထိခိုက်ကုန်ပါတယ်လို့ကျွန်တော်ပြောရင်းနဲ့ကျွန်တော်ပြောကျင်တဲ့ peace talk ကိုစမယ် P E A C E P ဆိုတဲ့စကားလုံးလေးပေါ့ဗျာ P E A C E ငါးလုံး ਨੇ ခင်ဗျားတို့အဲ့ဒါပွန့်ပွန့်လင်းလင်းကျွန်တော်ပြောရရင် P ကတော့ people people ဆိုတာ population ကိုပြောတာ people ရဲ့စကားလုံးဆင်းသက်လာပုံက population ကနေဆင်းသက်လာတာပြည်သူ ပြည်သူမရှိရင်အချုပ်ချာအာဏာမရှိဘူးအဲ့ဒီပြည်သူတွေကအဓိကအရင်ခံပြုထားတဲ့နိုင်ငံတစ်ခုမှာအီလို့ခေါ်တယ် P E A C E peace နော် environment သူတို့နေထိုင်နေတဲ့ပါဝန်းကျင်ပြဿနာလို့ပြောတာပြည်သူတွေနေထိုင်နေ environment ပုံစံ ဘလို့ရှိနေတယ်လဲဆိုတာကိုပြောတာအေးရဲ့အထိပ်ပဲ attitude လို့ခေါ်တယ်အဲ့ဒီပါဝန်ကျင်မှာလူတွေရဲ့ဇယိုက်တွေလက္ခဏာတွေပြုတ်မှုနေထိုင်ပုံတွေကိုဆိုလိုတာပါ right စီရဲ့အထိပ်ပဲ convince လုပ်တယ်လို့ခေါ်တယ်အဲ့ဒါတွေကိုတဟဇာတမဖြစ်တော့ဘူးဆိုရင်တွေးဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ပြီးတော့ တဟဇာတဖြစ်အောင်လုပ်တဲ့ convince ဆိုတဲ့ဥစ္စာကိုလုပ်ရပါလေဗျ။အီးရဲ့အတိတ်ပဲကတော့ effort ကြိုးစားအားထုတ်ကြခြင်းလို့အတိတ်ပဲရတယ်။ဒါကြောင့်အများပြည်သူတွေနေထိုင်နေတဲ့ပဝန်းကျင်ကြီးထဲမှာအကျဉ်းချုပ်လက္ခဏာတွေအဲ့ဒါတွေအရာအလုံးကိုတဟဇာတဖြစ်အောင်စုပေါင်းဆွေးနွေးပြီးတော့အားထုတ်ရခြင်းကို peace လို့ခေါ်ပါတယ် ဒါဆိုရင်မြန်မာနိုင်ငံမှာ peace ပထမဆုံးလုပ်တာ element atlee နဲ့ဗိုလ်ချုပ်အောင်ဆန်းပါဒါခင်ဗျားတို့ကျွန်တော်ရှင်းအောင်ပြောပြတာเนาะမြန်မာနိုင်ငံလွတ်လပ်ရေးပေးမယ်ဆိုပြီးတော့ဗိုလ်ချုပ်အောင်ဆန်းအင်္ဂလန်ကိုရောက်သွားတယ်ဒါပေမဲ့သူတို့ပေးမှာမြန်မာလူမျိုးကိုပေးမှာမဟုတ်ဘူးမြန်မာနိုင်ငံကြီးကိုပေးမှာ element atlee ရှင်းပြတာဒါဆိုရင်အခြားတိုင်းရင်းသားတွေက ခင်ဗျားရလာတဲ့ commitment ဒါမှမဟုတ်လဲ mandate အဲ့ဒါပြဆိုတော့ဘုရုပ်အောင်ဆန်းမှာပါမသွားဘူးဥအောင်ဆန်းမှာပါမသွားဘူးတခင်အောင်ဆန်းမှာအဲ့ဒါပါမသွားဘူးအင်္ဂလိပ်ကဒီကိုလိုနီကလွတ်လပ်ရေးပြန်ပေးတော့မယ့်အချိန်မှာရန်ကုန်မန္တလေးကိုပေးမှာမဟုတ်ဘူးဗမာတပြည်လုံးကိုပေးမှာ ဒါဆိုရင်အဲ့ဒီမှာပထမဆုံး peace talk ဆိုတာအဲ့ဒါအဲ့ဒီကနေစတယ်ဘုရားဝန်ဆိုင်ပြန်လာတယ်ဒုတိယ peace talk ကပင်လုံကြီးလာကန်ဖြစ်ပါတယ်နော်ဂျပန်ကိုငါတို့စစ်တပ်ကြီးကပဲတိုက်ခဲ့တယ်အင်္ဂလိပ်ကိုငါတို့တပ်မတော်ကြီးကတော်လှန်ခဲ့တယ်ဆိုတဲ့သမိုင်းအလိမ်ကြီးရဲ့အစစ်မှန်ဆုံးအခြေအနေက element နိုင်ငံဝန်ကြီး element atli နဲ့ဘိုလ်ချုပ်အောင်ဆန်းကို element atli ကပြောလိုက်တဲ့စကားလုံး ရအောင်ရှာဖတ်တဲ့ကျွန်တော်တို့ကဗမာပြည်ကိုလွတ်လပ်ပေးမှာလွတ်လပ်ရေးပေးမှာခမည်းတော်ပေးတာမဟုတ်ခမည်းတော်တဲ့ကိုပေးတာမဟုတ်ဗမာလူမျိုးတစ်ခုတည်းကိုပေးတာမဟုတ်ဒါမျိုးလာသူကပြန်လာတယ်အခြေခံဥပဒေတက်တုတ်ရိုက်ပြီးတော့49ကိုရေးကြတယ်ပင်လုံညီလာခံကိုလှုပ်ကြတယ်ဒါဒုတိယ peace talk လို့ခေါ်တယ်ပင်လုံညီလာခံဆို peace talk ပဲဒါခုနကကျွန်တော်ပြောတဲ့ people number 1 environment attitudes convene effort ကိုပြောနေတာဆိုတော့ okay ပြည်လုံးကြီးလာခိုင်းလဲ agreement လဲရရောပထင်းအောင်ဆန်းကြာဆုံးသွားပြီ okay အင်္ဂလန်ကအဲ့ဒါမပြစ်ပဲဦးနုနဲ့ဆက်သွားပြီးတော့လွတ်လပ်ရေးပေးခဲ့တယ် ဒါ peace talk တွေဖြစ်ခဲ့တဲ့ပုံစံတွေကိုကျွန်တော်ပြောပြတာဒါပေမဲ့ဗမာလွတ်လပ်ရေးဗမာအုပ်ချုပ်ပုံဗမာရဲ့နေထိုင်ပုံစီမံဆောင်ရွက်ပုံကိုဗြိတိရှလုံးဝဝင်မရှုတ်တော့ဘူးကြာရှင်းတယ်နော်ကျွန်တော်ပြောတာနံပါတ်2ကိုဆက်သွားမယ်1958မှာဥနုကဥနေဝင်းနဲ့အာနာသိမ့်ခိုင်းလိုက်တယ်ဥနေဝဲအာနာသိမ့်လိုက်တဲ့အချိန်အဲ့ဒီအချိန်မှာ ရဲဘော်၃ချိတ်အဖွဲ့ဝင်တွေလည်းအများကြီးရှိနေတယ်တခင်တွေလည်းအများကြီးရှိနေတယ်ဆိုရှယ်လစ်ကွန်မြူနတီလည်းအများကြီးရှိနေတယ်ဘိုနေဝင်းအရန်ကာရောလုတ်လို့မရဘူးဒါနဲ့1960မှာရွေးကောက်ပွဲပြန်လုပ်ပေးတယ်အဲ့ဒီအချိန်မှာဆိုရှယ်လစ်တွေကွန်မြူနတီကွဲကုန်ပြီရဲဘော်ဖြူရဲဘော်ဦးနီရဲဘော်ဝါပြီးတော့တိုင်းရင်းသားဘလို့ပဲကွဲကွဲပါโอเคရွေးကောက်ပွဲလုပ်ပြီးတော့ 我那问啊，我那今老表嘞，养他的千岁有嘞哦。你妈说啊，那先路没搞，跑出路没呀？对的。切嘛。这七小别个呀嘞，都跑外边。OK，他看你全部东西一拍完嘞，喏啊，光荣死你家嘞切，是到是？今老白白亮亮标签那个，他哥啊，瞧上你嘛？阿里风扇么好多？ တိုင်းရင်းသားတွေကလဲဘာမှခွင့်မရဘမတကြက်ရှမ်းတကြက်လည်းမရှိဆိုတော့အဲ့ဒီမှာအခွင့်ရေးတောင်းဖို့ပြောလာကြတဲ့အတန်တွေထွက်လာတဲ့အချိန်မှာသူတို့ဖက်ဒရယ်ခွဲထွက်တော့မဲဆိုပြီးတော့ဘူနေဝင်းက1962ခုနှစ်မှာကျောင်းသားပေါင်းမြောက်များစွာကိုတတ်ပြီးတော့အာဏာယူခဲ့တာ အာနာရှင်ဆိုတာအာနာလက်ထဲရောက်သွားပြီးဆုတ်ထားတဲ့လက်ကိုပြန်မဖြန့်ဘူးဟုတ်ပြီနော်ယာဇတိအရေးပေါ်တုံမှာအရေးပေါ်တုံအယာဇတိအရေးတော်ပုံကျမ်းထဲမှာကွေးတော်လက်မဆိုင်ခင်ဆန့်တော်လက်မကွေးခင်လို့ခင်ဗျားတို့ဖတ်ဘူးပေမဲ့အာနာရှင်ကဆုတ်ပြီးပြန်မဖြန့်ဘူးလားဒါဒါကျွန်တော်အမှန်ပြောတာတော်ယုံတန်နဲ့တန်ယုံနဲ့ဒီအာနာကိုပြန်ကြသွားအောင်လက်ဝါးပြန်မဖြန့်ဘူး โอเคကျွန်တော်ဘသူမှထိခိုက်ပြောနေတာမဟုတ်ဘူးเนาะကျွန်တော်အချင်းနေမှန်တိုင်းပဲပြောတာဥနေဝင် လက်ထက်မှာ ပထမဆုံးဥနုလည်းရှိနေဥနုအာနာမသိင်ခင်ကားကိုပင်ဒုတိယချိန်ငင်းချမ်းရေ စကားပြောခဲ့တာကရင်ခေါင်းဆောင်ကရင်ခေါင်းဆောင်စောပါဦးကြီးကိုဘာပြောလိုက်လဲဆိုတော့ မပူပါနဲ့ဗျာကရင်တကြက်ဗမာတကြက်ပါပဲဗျာခမည်းနေရခမည်းပြန်ကျုပ်တို့ရနေတဲ့တကြက်ကနေခမည်းငားမှုရမယ်ဗျာယုံသွားပြီးပြန်သွားကြတာဗျာအင်းစိန်တော်တက်သိမ်းထားပြီးပြီလေဟုတ်တယ်နော်โอเคအများကြီးကျွန်တော်ပုံကြီးချဲ့ပြီးမပြောဘူးဒါပေမဲ့ရခဲ့ရဲ့လားလို့ကရင်နေကိုမေးခွန်းထုတ်လိုက်ပါဟုတ်ပြီဒါဒါတတိယအကြိမ်ပေါ့ဗျာဘူဂျုံနဲ့ပထမအကြိမ် ဟုတ်တယ်မလားပင်လုံးကြီးလာကန်းဆိုတာလဲဒါ피스တော့ပဲခင်ဗျားတို့ဒုတိယအကြိမ်ဆရာစောဘဦးကြီး ਨੇ ဒရင်ကောင်းဆောင်ကြီးဆရာစောဘဦးကြီး ਨੇ ဒါတတိယအကြိမ်ပြီးရင်ဗမာပြည်ကွန်မြူနစ်ပါတီ ਨੇ လုပ်တဲ့စတုဒ္ဒအကြိမ်လဲအားလုံးလက်လက်ချပြီးပြန်လာမယ်တမ်းမတော်တမိုင်းမရိုင်းစီရဘူးလို့ခဏ ပြောနေကြတယ်လေကြားမိလားဘာကိုပြောတာလဲသိလားเนาะဂုံတိတ်ခါရှိတော့တက်မတော်ဆိုတဲ့စကလုံးတွေအမြဲတမ်းထိုးနေပြီဆိုရင်လူများများတက်ပေးပါလို့ဂုံတိတ်ခါရှိတော့တက်မတော်လို့ပြောနေကြပြီဆိုရင်လူများများတက်ပေးပါလို့တောင်းဆိုနေပြီလို့မိတ်ဆွေတို့သဘောပေါက်လိုက်တော့တက်မတော်ရဲ့အစင်လာကိုထိမ့်သိမ်းရမယ်လို့ပြောနေပြီဆိုရင် လူတွေအများကြီးကိုတတ်တော့မယ်လို့အဲ့လိုနားလည်လိုက်အဲ့လုံးဝအမှန်တရားပဲအဲ့ဒီလူ ਨੇ ကချင်းနေရှမ်းနေဦးနေဝဲအာနာတိမ့်ပြီးတဲ့နောက်မှာရခိုင်အချို့တွေတော်လှန်ရေးပေါ်ပေါက်လာကြတယ်ဘာနဲ့ဖြည့်ရှင်းခဲ့တယ်လဲတတ်ဖြတ်ပြီးတော့ပဲဖြည့်ရှင်းခဲ့တာမဟုတ်ဘူးလား ကြောပုတ်မယ်ခေါင်းပုတ်မယ်အကြိုက်လေးတွေကိုခေါင်းဆောင်တွေလောက်ကိုပေးပြီးအဲ့ဒီဒေတာတွေကတယံဇာတတွေကိုယူဖို့ပဲဖြည့်ရှင်းခဲ့ကြတာမဟုတ်ဘူးလားဒါကျွန်တော်အမှန်တိုင်းပဲပြောတာနော်နောက်တစ်ခုထပ်ပြောမယ်ခဏိငိမ့်ချန်ရေး peace forum လို့ပြောတယ်တကယ်စစ်ဖြစ်နေတဲ့လူတယောက်မှမပါဘူးတဲ့ ဟဲ့စဉ်းစားကြည့်နော်အဲ့ဒါမြန်မာစစ်တပ်ကအငြိမ့်စာဒုပုံမှုကြီးကိုတိုင်ကျွန်တော်ပြောတာတကယ်စစ်ဖြစ်နေတဲ့လူနဲ့တရားမှမပါဘူးတဲ့အဲ့ဒီလူတွေအားလုံးကဥသိမ့်စိန်လက်ထက်ကထိုင်ရင်းစားရင်းတောက်ရင်းနဲ့အဲ့ဒီလိုပဲစကားပြောလာတာတဲ့အရင်လူတချို့တာမပါတာပဲရှိတယ်တဲ့ဒီလူပဲတဲ့ဒီစကလုံးပဲတဲ့ right အဲ့ဒီမှာဘာပြောပြလိုက်လဲဆိုတော့သူတို့စီကထွက်လာပါ transition နဲ့ election နဲ့ဟိုအပြောင်းလဲဖြစ်မဲ့ election လို့တောင်ပြောတာနော်ဟိုစတုံးတာကတော့ကိုကိုကြီးလို့ထင်ပါတယ်ရဲဘော်ကိုကိုကြီးကိုလည်းပြောပြလိုက်ပါမယ် okay ရဲဘော်တုံးတာကိုတို့အနေနဲ့ရဲဘော်ရဲ့ရည်ရွယ်ချက်တွေတိုင်းပြည်ကို agent စီခြင်းနဲ့စိတ်တွေပြောတာဒါပေမဲ့ရဲဘော်တို့ ကိုကိုကြီးတို့ကနေ့ဆွေးနွေးနေကြတဲ့ဥစ္စာအားလုံးစုပြီးတော့ဒုဗုံမူကြီးအဆင့်လောက်ကောင်ကိုဒုဗုံမူကြီးအဆင့်လောက်ကောင်ကိုတင်ပြပြီးအဲ့ဒီဒုဗုံမူကြီးကတော့အဖြေပြန်မပေးဘဲနဲ့ဘိုးချုပ်မူကြီးမင်းအောင်လိုင်ကိုတင်ပြပြီးတော့မဒါဒီဟာဘယ်တာအရေးပါတလဲဆိုတဲ့ဥစ္စာအဖြေထွက်မယ်တဲ့ဟုတ်တယ်နော်ရိုးရိုးရှင်းရှင်းလေးပဲ ဘူဂျုံဟူကြီးမင်းအောင်လှိုင်လို့ကျွန်တော်ခေါ်နေတာခင်ဗျားတို့ရမ်းမပြောနဲ့ခင်ဗျားတို့မအားလားမအေးလို့မအေးလို့မအားလားဆိုတော့နိုင်ငံရေးမဟုတ်ဘူးအဲ့ဒီကောင်တာဝန်ရှိနေတယ်ဒီကောင်ယာဒူးအပြည့်နဲ့ခေါ်တရားရုံးမှာခင်ဗျားခေါ်ထားတဲ့ခင်ဗျားထောက်ပြထားတဲ့အချက်လက်တွေဟာတက်သေးဖြစ်လာမယ်နော်ခင်ဗျားမအေးလို့မင်းအောင်လှိုင်တရားရုံးမှာတင်ပြပြီးတော့အဲ့ဒီစကလုံးနဲ့ရှင်းလို့မရဘူးစောက်ပိန်းနေနီပေါ်နေနော်အတွင်းကန်ချုံထမိန်ချုံနေ ပြောလိုက်အောင်မင်းတို့တိုက်လို့ရတယ်ဒါပေမဲ့တာဝန်ယူမှုတာဝန်ခံမှုဥပဒေကြောင်းကိုနားလည်အောင်စဉ်းစားပြီးတိုက်ဟုတ်ပြီလားဆိုတော့ဘုဇုံမှုကြီးမင်းအောင်လှန်ကဘာပြောလဲဆိုတော့လက်နဲ့ကင်ပြီးတော့မိမိလိုချင်တဲ့အခွင့်အရေးကိုယူလို့မရဘူးတဲ့သူကိုယ်တိုင်လက်နဲ့နဲ့အာဏာယူထားတာနော် တန်ထိုက်တွေပါမစ်တွေသူ့သားတွေသူ့သမီးတွေသူ့မိသားစုတွေအကုန်လုံးယူထားဆရာဟိုမတိလို့စဉ်းစားလိုက်ရင်ဘုကြုံမှုကြီးမင်းအောင်လှိုင်ကိုဗမာတပြည်လုံးကမရင်းဝိုင်းကျင့်နေတဲ့ပုံစံမျိုးပြောနေတာ तू ကအမှန်တော့ तू ကလက်နဲ့တွေတနက်တွေအင်အားတွေနဲ့မရင်းစားကျင့်နေတာဒါကိုကျွန်တော်ပြောတာဆိုတော့ ခင်ဗျားတို့ peace foreign ဟာရွေးကောက်ပွဲကိုတွားရမယ်ကိစ္စမဟုတ်ဘူးဒါကျွန်တော်ဗမာတပြည်သားလုံးကိုကျွန်တော်ရဲရဲရှိရင်ပြောရတယ်ခင်ဗျားတို့ peace foreign တောင်းဆိုရမှာကမြန်မာတပြည်လုံးမှာရှိနေတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံကောင်းဆောင်အားလုံးနဲ့ကြားပြတ်အစိုးရတရဖွဲ့စည်းဖို့လိုအပ်တယ် 唔嘛，一看下不就聪明人死咩？老大牛出好死咩？个钱下不就光毛佬死给人牛狗肉你死咩？给鸭狗肉你死咩？青狗肉你死咩？个青狗肉你喏？一看狗肉，都爱狗肉，啊，狗肉呢？看下都你别了，单比了，看下都谁在那这个洗耶？看下都二楼啊，看下都加别，好不喏？ အစိုးရကြီးတရက်ကိုဖွဲ့ပြီးတော့မှရွေးကောက်ပွဲကိုသွားရွေးကောက်ပွဲသွားဖို့ခင်ဗျားတို့စီစဉ်ရမှာဟုတ်လားဒါခင်ဗျားတို့က peace forum လို့ပြောတာကိုခင်ဗျားတို့ peace forum ကြီးကဘာလဲဆိုတော့အချောက်တီစကားပြောတဲ့ပွဲဗျာအစိုးတကောင်မှမပါဘူးမတော်လှန်ရဲတော်တဲ့ကောင်ကြီးယောဂါရနေတဲ့ကောင်ကြီးဟိုတယ်မှာဖာတင်နေအိတ်တဲ့ကောင်ကြီး အရက်တွေရနေတဲ့ကောင်တွေအခွင့်ရေးတွေပါမစ်တွေရနေတဲ့သူတွေတောက်ဖိစ်ပေါ်ရန်လို့ခင်ဗျားတို့ကပြောတာဗျာဟုတ်ပြီလားတကယ်ခင်ဗျားတို့ဖိစ်ကိုအဲ့လောက်ကိုတိုင်ပတ်ပြီးတွားစရာကိုမလိုနော်ခင်ဗျားတို့တည်မကောင်းစောက်ကျင်မမှန်ဘူးဆိုတာဒီမှာပေါ်တယ် BBC ကအင်တာဗျူးတယ်ဟိုလူကအင်တာဗျူးတယ်ခင်ဗျားတို့ပြောလိုက်တယ်နော်လူတွေကဟုတ်နုံနုံဖြစ်နေတယ် 在个一生啊，阿哥骗你的，等于那工厂的，阿龙我下屋开面路，天对边了，等于那阿龙那开面路，所以这些快比了嘛，最高不有多的，喏，今日飞瑞阿来新路，就那么漂亮的，喏，阿推瑞，好了，飞瑞最高不会记多，多嘛，开面路。 အခုကခင်များတို့ကပထမရွေးကောက်ပွဲကိုမကျေနပ်လို့တနက်နေ့အာဏာယူတယ်ပြီးတော့ခင်များတို့လူတွေစတတ်တယ်တစ်ဖက်ကပြန်တိုက်တယ်ခင်များတို့ကလည်းပြန်တတ်တယ်ပြီးတော့ခင်များတို့ကတန်တမန်အခင်းကျင်းလေးပါလေးညာလေးနဲ့အဲ့ဒီမှာယူနေတဲ့သတင်းတောက်တွေထဲမှာတိုင်ရင်သာတယောက်မှမပါဘူးကျွန်တော်ကြည့်လိုက်တာခင်ဗျားတို့ဘယ်တိုင်ရင်သာသတင်းဌာနကိုဖိတ်ပြီးတော့အဲ့ဒီသတင်းတောက်တွေခင်များတို့ရဲ့ပြီးဖော်ရမ်းမှာ ယူပြီးတော့အာဘာတရားတင်ပြနေတဲ့သတင်းဌာနမရှိဘူးခင်ဗျားတို့အဲ့လောက်ထိကိုအချင်းနေဆိုတာတိုင်းနာဒေသမှာသတင်းဌာနတွေအများကြီးရှိတယ်လေခင်ဗျားတို့တတ်တည်ရှိရင်ဖိတ်လိုက်ပေါ့ဟုတ်တယ်မလားခင်ဗျားတို့သတင်းစာရှင်းလင်းဖို့လဲဒီတိုင်းပဲလေလူ၁၀ရောက်လေမိုးဟိန်ပါမယ်လှရွှေပါမယ်ကြော်မျိုးမင်းပါမယ်အာကြော်စိုးဦးပါမယ်အဲ့လိုကောင်းနေနဲ့ခင်ဗျားတို့ကသတင်းစာရှင်းလင်းဖို့လုပ်တယ်တိုင်းနာဒေသနောက်တယောက်ပါ တိုင်းရင်းသားတွေကိုစားပြုတ်ပေးနိုင်တဲ့တိုင်းရင်းသားတွေအတန်ပြန်ထောက်နိုင်တယောက်အောင်ပါဟိုဘလောက်အောက်တန်းကြပြီးတော့ခဲ့ဘလောက်တောင်အချိန်နေဆိုးသလဲဆိုတာကိုပြောတာပါနောက်တစ်ခုပြောမယ်ခမားတို့ peace တွားနေတာမဟုတ်ဘူးခမားတို့ညှိပြီးတော့ခမားတို့အခွင့်အရေးကိုပြန်ယူဖို့တွားနေတာ okay ဘိုးမင်းအောင်လှိုင်ဟာဘလောက်တောင်အချိန်နေဆိုးလဲဆိုတော့ အခု election ဟာမြန်မာစစ်တပ်ကြောရိုးပြုတ်ပြီးတော့ခင်ကြီးကျင်းပမယ် election ခင်ကြီးဆိုဘာကောင်မှမဟုတ်လေးလောင်းပြန်လူသတ်မှုမှာထွက်ပြေးပြီးတော့ဟိုကြောင်ကတ်ဒီကြောင်ကတ်နဲ့ဘိုးသိန်းစိန်အရွက်လဲပြီးတော့အစိုးရဖြစ်လာတဲ့အချိန်မှာဝန်ကြီးဆိုတော့အခုကခင်များတို့ကျင်းပမယ်ရွေးကောက်ပွဲကခင်ကြီးရဲ့လက်ထဲမှာအဲ့ဒါကြီးကို peace ညီလာခံကြီးနဲ့ ခင်ဗျားတို့ဝိုင်းပြီးဖင်မကြတာဗျာစဉ်းစားကြည့်ရွေးကောက်ပွဲဆိုခင်ကြီးနဲ့လည်းမဆိုင်ဘူးเนาะဂျားပြတ်အစိုးရကြီးနဲ့ဆိုင်တာเนาะဂျားပြတ်အစိုးရကြီးတရက်ကဖွဲ့ပြီးတော့မှဒီရွေးကောက်ပွဲကိုကျင်းပမှာအဲ့ဒီအစိုးရဖွဲ့စည်းပုံကလည်းเนาะအားလုံးလက်ခံနိုင်တဲ့เนาะအားလုံးယုံကြည်နိုင်တဲ့အစိုးရကြီးအနေနဲ့ဖွဲ့ပြီးတော့မှာ ရွေးကောက်ပွဲတစ်ခုသွားမှာအခုကခင်ဗျားတို့ကပထမ election မှာခင်ဗျားတို့ကစောက်မဲမရဘူးစောက်အာဏာမရတော့ဘူးကျွန်တော်ပြောတာရိုင်းသွားရင်လဲခွင့်လွတ်ဗျာဆိုတော့အဲ့ဒါခင်ဗျားတို့အာဏာသိမ်းလိုက်တယ်လက်နဲ့နဲ့ပြီးတော့ခင်ဗျားတို့ကရွေးကောက်ပွဲပြန်လုပ်မယ်ဟုတ်ကဲ့ခင်ဗျားတို့အဲ့ဒါအချိန်ချင်းတိုင်ပတ်နေတယ်လေအဲ့ဒါခင်ဗျားတို့ဂျက်အေးကိုသူ့မေရိုက်နေတာလေမဟုတ်လုံးကိုစက်ကူကတ်နေတာလေ မြန်မာနိုင်ငံကြီးတတိုင်းပြည်လုံးမွေးသွားတယ်လीမြန်မာနိုင်ငံမှာခမကြိုက်တဲ့နေ့မွေတနင်္လာမွေမွေအင်္ဂါမွေမွေတောက်ကြစနေတနင်္ဂနွေဗုဒ္ဓဟူးဇာတာပတိကြိုက်တာမွေမွေတာနဲ့ကြုံဖြစ်တယ်ဗျာပထမဆုံးဖြစ်တာစစ်ကြုံဒုတိယဖြစ်တာတရုတ်ကြုံတတိယဖြစ်တာနိုင်ငံတကာမှာသွားအလုပ်လုပ်ရမယ်နိုင်ငံပေါင်းစုံရဲ့ကြုံမြန်မာနိုင်ငံမှာမွေးတမျှကြုံဖြစ်သွားရတယ်ဗျာဆိုတော့ ကျွန်တော်ကဒါကိုတွေ့နေပြီလေကျွန်တော်ပြောပြီလေဆိုခင်ဗျားတို့ဘလောက်တောင်အချိန်နေသိုးတယ်လဲဆိုရင်စစ်ဘိုလ်ချုပ်တယ်မဟုတ်ဘူးစစ်ဘိုလ်ချုပ်မိန်းမကိုဟိုအေဂရစ်ဒီမင်းဘရင်ဒီလက်ထက်ကကိုပင်မိဖုရားတပားလို့စစ်တပ်ကြီးတခုတော့ကိုကိုရအမေရိကန်မှာအားမရှိဘူးဘယ်နိုင်ငံမှာမှမရှိဘူးရှိတာကမ်ဘောဒီးယားမှာရှိတယ်ထိုင်းတော်မှာသူ့ဘိုလ်ချုပ်ကသူ့မိန်းမထုံးမပြသူ့မိန်းမတိုက်ရင်ထဲမှာဩဇာမညောင်းဘူး โอเคအခုကမင်းအွန်လိုင်းဆိုရင်မင်းအွန်လိုင်းမိမမိဖုရားလို့ဘယ်ကကောင်မှမှန်းလည်းမသိဘာဆောက်မျိုးယိုးမှန်းလည်းမသိသူရဲ့နောက်ခံဆွေစဉ်မျိုးဆက်တမိုင်းကျော်ဘာမှန်းလည်းမသိဟိုကောင်လည်းတခါလေဘယင်ဝင်စားတယ်လို့လို့ဟာဒီကောင်မကလည်းဘယင်မဝင်စားတယ်လို့လို့ခင်ဗျားတို့က ပဒေသရစ်ကိုအခြေခံပြီးဆက်သွားနေတဲ့အတွက်ဘတော့မှငြင်းငြင်းရင်မရဘူးဒီအချိန်မှာကျွန်တော်ဂိုရှယ်လေးတိတိကျကျပြောနိုင်တာကမင်းအောင်လှိုင်မင်းတိုင်ပင်နေတဲ့လူတွေငါအားလုံးတွေ့နေရမင်းဘာလုပ်မှာလဲမင်းကကြီးရီလေးကာကွယ်ရေးဦးစီးချုပ်ကနေမင်းတခုထပ်ရွှေ့လိုက်မယ်မြန်မာနိုင်ငံစစ်သေးနာပဋိချုပ်နဲ့တံမရလုပ်မယ်လို့မင်းတို့အခြေခံ